မင်္ဂလာပါအားလုံးကိုဒီဗီဒီယိုထဲမှာဂျပန်မှာ Rocket Credit Card ကိုဘယ်လိုရှောက်လို့ရမလဲဆိုတာပြသပေးပါမယ်။အခုအချိန်မှာတော့ Rocket ကအထူး promotion တစ်ခုရှိပါတယ်။မိတ်ဆွေရဲ့ဖိတ်ခေါ် link နဲ့ရှောက်ရင်းစက်တဲ့3 3 3 point ရနိုင်ပါတယ်။ point အရေးအတွက်ကအချိန်ပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။ဒီ point ကိုရယူဖို့လိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကိုဒီမှာဖော်ပြထားပါတယ်။ထို့ကြောင့်စစ်ဆေးဖို့မမေ့ပါနဲ့။ ပထမဆုံး point ကိုရဖို့ဗီဒီယိုပေါ်ပြချက်ထဲမှာထားထားတဲ့ဖိတ်ခေါ် link နဲ့လျှောက်လွားစာမျက်နှာကိုသွားပါ link ဖွင့်တဲ့အခါ Safari browser ကို သုံးပါ Google Chrome သုံးပါနဲ့အမှားတွေများများဖြစ်တတ်လို့ပါ link ဖွင့်ပြီးတာနဲ့ဒီလိုစာမျက်နှာတစ်ခုမြင်ရပါမယ်နောက်တစ်ဆင့် Rakuten account ရှိပြီးသားဆိုရင်ဒီမှာ login လုပ်ပါ အခုထိ racket နှာခေါင်းမရှိသေးရင် အောက်ကခလုတ်ကိုနှိပ်ပြီးတခုဖန်တီးပါဒါမှမဟုတ်ငါ racket sim ဗီဒီယိုအစပိုင်းမှာဖန်တီးနေရှင်းပြထားတာကိုကြည့်ပါငါမှာ racket နှာခေါင်းရှိပြီးသားမို့ဒီမှာ login လုပ်ပါမယ်ဒီနေရာမှာတင်ကြီးမယ်အဲ့ဒါကတင် racket နှာခေါင်းထည့်ထည့်ပါနောက်တစ်ဆင့်တင် racket နှာခေါင်း password ထည့်ပါဒီစာမျက်နှာမှာအနီအောင်ခလုတ်ကိုနှိပ်ပါ ပြီးရင် Tin Marketing Account နဲ့နောက်တစ်ကြိမ် login လုပ်ပါ။နောက် စာမျက်နှာမှာအနီရောင်ခလုတ်ကိုထပ်မံနှိပ်ပါ။ဒီနေရာမှာတင့်အမည်ပြည့်ကိုဂရုပြုစွာစစ်ဆေးပါ။ line 3မှာတင့်အမည်ပြည့်ကိုပြင်ဆင်ပြီးနေထိုင်ခွင့်ကဏ္ဍနဲ့တူအောင်ရေးပါ။ခုနောက်အောက်ဆင်းပြီးလိန်ငွေတက်ကရစ်ဖုန်းနံပါတ်စသည့်အသေးစိတ်အချက်လက်တွေစစ်ဆေးပါ။အချက်လက်တချို့မပါဘဲခြံခဲမိရင်ထည့်ပြီးစအောက်ဆင်းပါ။ နောက်တစ်ဆင့်တည်နေရဲ့လိပ်စာကိုထည့်ပါမှန်ကန်အောင်နေထိုင်ခွင့်ကပ်ပေါ်မှာပါသလိုတိကျစွာထည့်သွင်းပါမမှန်အောင်ရိုက်ထည့်ရင်တင်းလျှောက်လွာကိုအတိမပြုပါ ပထမဆုံးတင်းဖို့စုတ်ခုတ်ကိုထည့်ပြီးဘေးကရှာဖွေရန်ခလုတ်ကိုနှိပ်ပါအဲ့ရပြမယ်ဆိုရင်ရှာဖွေရန်ခလုတ်ကိုထပ်နှိပ်ပါ နောက်တစ်ဆင့်ပထမလိုင်းမှာတင့်နေရာကိုရွေးပါဒုတိယလိုင်းမှာတင့်လိပ်စာအကြံအစစ်ကိုထည့်ပါ နေထိုင်ခွင့်ကပ်ပေါ်မှာပါတဲ့အတိုင်းတိကျစွာထဲ့ပါနောက်ဆုံးလိုက်မှာ line 2ကလိပ်စာကိုခါရခန့်နာနဲ့ထပ်မံရိုက်ထဲ့ပါထို့နောက်အောက်ဆင်းပြီးတင့်မိသားစုအချက်လက်ကိုထဲ့ပါဂျပန်မှာတင့်အတွက်ဇနီးခင်ပွန်းရှိပါသလားငါတော့တယောက်ထဲနေသလိုနားရှည်ကိုရွေးမယ်ဂျပန်မှာတင့်ကလေးရှိပါသလားငါလဲနားရှည်ကိုရွေးမယ်မိသားစုနဲ့အတူနေသလား ဟုတ်ရင်ဘယ်ဘက်ကိုရွေးပါမဟုတ်ရင်ညာဘက်ကိုရွေးပါထို့နောက်တင့်အိမ်တော်စုမှာနေထိုင်နေတဲ့လူဦးရေကိုရွေးပါတင့်အိမ်မျိုးစားကိုရွေးပါဖန်ရနေရဆိုရင်အဖိတ်ထုပ်ကိုရွေးပါမန်းချင်နေရဆိုရင်မန်းချင်ကိုရွေးပါအဲ့ဒီနေရာမှာဘယ်နှစ်နှစ်နေခဲ့တလဲထဲ့ပါအိမ်ချေးထားသလားသို့မဟုတ်အိမ်ခပေးနေသလားအင်္ဂါပေးနေရင်ရှီဟဲရီအရိုက်ကိုရွေးပါအခုတော့တင့်အလုပ်ចောင်းကို မေးပါလိမ့်မယ် အလုံးလုံးနေရင် အပေါ်ဆုံးရွေးချယ်စရာကိုရွေးပါ။ကျောင်းသူကျောင်းသားဖြစ်ရင်ဒုတိယရွေးချယ်စရာကတ်ကစ်စီကိုရွေးပါ။အောက်ကဘားခထဲမှာတင့်နှစ်စင်ဝင်ငွေကိုထည့်ပါ။နောက်တစ်ဆင့်တင့်စုဆောင်းထားသည့်ငွေပမာဏကိုရွေးပါ။ဒီနေရာမှာငွေတောင်းခံစာကိုတင့်အိမ်သို့မဟုတ်ကုမ္ပဏီကို ပို့မလားဆိုတာမေးပါမယ်။ဂျေတာကီကိုအတိုင်းထားပါ။နောက်တစ်ဆင့်အရေးကြီးတဲ့အပိုင်းပါကတ်လျှောက်တဲ့ရွေးချယ်ချက်ကိုမေးပါမယ်။ တဲ့အတွက်တင့်လျော်တာကိုရွေးပါ ပထမရွေးချယ်စရာကဈေးဝယ်ရန်ဒုတိယရွေးချယ်စရာကငွေချေးဖို့ဖြစ်ပါတယ်။ငါပထမရွေးချယ်စရာကိုရွေးမယ်မှတ်ထားပါနောက်မှ Rakuten ကအတီးပြူဖို့ဖုံးဆက်နိုင်ပါတယ်။နောက်မေကွန်အခြားကုမ္ပဏီတွေကငွေချေးထားသလား။ငါနဲ့ရှိုက်ကိုရွေးမယ်။ထို့နောက်အောက်ဆင်းပြီးတင့်ကက်အမျိုးအစားကိုရွေးပါပဲစား Mastercard, JCB, American Express တွေကတခုရွေးနိုင်ပါတယ်။ အဲ့ဒီအောက်မှာတင်းကြိုက်တဲ့ကဒဇိုင်းကိုရွေးပါထို့နောက်အောက်ဆင်းပြီးကတ်အတွက်လေးလုံးဖင်ထည့်ပါအပိုရွေးချယ်စရာဒီ function အတွက်မလိုအပ်ပါရှောက်စရာမလိုပါဘူးအောက်ကရွေးချယ်စရာကိုရွေးပါထို့နောက်အောက်ဆင်းမှာဒီနေရာမှာတင်း credit card ငွေချေမှုနည်းလမ်းကိုရွေးပါ online နဲ့ရှောက်လို့ရသလို postal mail နဲ့လည်းလုပ်နိုင်ပါတယ်ညံဆန်အောင် online နည်းနဲ့ညွှန်ပြပေးမယ် အပေါ်ဆုံးရွေးချယ်စရာကိုရွေးပြီးတင်သုံးကျင်တဲ့ဘဏ်ကိုရွေးပါငါရွေးချုပ်ဘဏ်နဲ့ဘလို့လုပ်ရမလဲပြပေးမယ်။ထို့နောက်အောင်စင်းပြီးအနီရောင်ခလုတ်ကိုနှိပ်ပါ။နောက်တစ်ဆင့်တင့်ကုမ္ပဏီအချက်လက်ထည့်ပါ။ចောင်းသားဆိုရင်တင့်ចောင်းအချက်လက်ထည့်ပါ။ပထမဆုံးကုမ္ပဏီနာမည်အမျိုးအစားကိုရွေးပါ။ line နဲ့တင့်ကုမ္ပဏီနာမည်ထည့်ပါ။ line 3ကုမ္ပဏီနာမည်ကို dragon နဲ့ထပ်ထည့်ပါ။ line 4 ကုမ္ပဏီတည်နေရာရွေးပါ line 9ကုမ္ပဏီဖုန်းနံပါတ်ထည့်ပါ line 6တင့်အလုပ်လုပ်ချိန်နှစ်ပေါင်းထည့်ပါ line 9အလုပ်မျိုးစားရွေးပါ line 10တင့်အလုပ်အခြေအနေရွေးပါ line 9တင့်လုပ်ငန်းမျိုးစားရွေးပါနောက်ဆုံး line တင့်မှာဒရင်မောင်းလိုင်စင်ရှိသလားရှိရင်ဘယ်ဘက်ရွေးပါမရှိရင်ညာဘက်ရွေးပါအနီရောင်ခလုတ်ကိုနှိပ်ပြီးဆက်လုပ်ပါ ဒီနေရာမှာဒုတိယကတ်လျှောက်နိုင်တဲ့ပါခမှာအမှန်မချစ်ပဲအောက်ကအနီရောင်ခလုတ်ကိုနှိပ်ပါ နောက်တစ်ဆင့်လာစဉ်ငွေချေဖို့ဘဏ်ကောက်ထဲပါ အောက်ကအနီရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာတင့်ဘဏ်ကိုရွေးပါငါအရင်ရွှေချွေရွေးထားတာမို့အခုလဲရွှေချွေရွေးမယ်အခြားဘဏ်တွေကတူတူပါဒီမှာအပေါ်ကအပြာရောင်ခလုတ်ကိုနှိပ်ပါပြီးရင်အပြာရောင်ခလုတ်ကိုထပ်နှိပ်ပါငါလိုလိုက်လို့ပါ ပထမဆုံးတင်းရီချုပ်ပန်းကာဘောကနံပါတ်5လုံးတည်းကအလဲ3လုံးထည့်ပါ နောက်တစ်ဆင့်တင်း9လုံးအကောက်နံပါတ်ကိုအောက်ကဘခရဲထည့်ပါ နောက်ဆုံးနံပါတ်1ကိုမထည့်ပါနဲ့အဲ့ဒါဘခအပြင်မှာရှိပြီးသားပါထို့နောက်တင်းမွေးတက်ကရစ်ကိုအပေါ်နမူနာအတိုင်းထည့်ပါ အောက်ကဘခထဲမှာတင်းရီချုပ်ပန်းနဲ့စရင်သွင်းထားတဲ့ဖုန်းနံပါတ်ထည့်ပါမိသွားရင်မိတ်ဆွေရဲ့ဖုန်းချီပြီးရချုံသွားပြီးအပဒိတ်လုပ်ပါ ပြီးရင်အပြာရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာတင့်စရင်အချက်လက်ကိုထက်စစ်ပါမှန်ရင်အပြာရောင်ခလုတ်ကိုနှိပ်ပါအပြာရောင်ခလုတ်ကိုထက်နှိပ်ပါငါလိုလိုက်လို့ပါခနာဆောင်မှာသူတို့တင့်ဖုံးကိုမက်ဆေ့ချပေးပါမယ်အဲ့ဒီမှာငါလုံးခရီးပါမယ်အဲ့ဒီခေါ်ကိုဒီမှာထည့်ပြီးအောက်ကအပြာရောင်ခလုတ်ကိုနှိပ်ပါ နောက်ဆုံးတင့်ဘန်ကောင်ဖင်လေးလုံးဒီမှာထဲ့ပါငွေထုတ်တဲ့ဖင်နဲ့တူပါတယ် နောက်တစ်ဆင့်တင့်ရီချုပ်ပန်းအချက်လက်တွေပြမယ်မှန်ရင်အပြာရောင်ခလုတ်ကိုနှိပ်ပါနောက်တစ်ဆင့်ဒီကိုနှိပ်ပါအခုတင့်စရင်အချက်လက်တွေပြမယ်မှန်ရင်အောင်စင်းပြီး small bar ခါကိုအမှန်ချစ်ပြီးအနီရောင်ခလုတ်ကိုနှိပ်ပါဒီစာမျက်နှာမှာဘာခါကိုအမှန်ချစ်ပါအောက်ဆင်းပြီးကတ်လစ်မစ်ရွေးပါဆက်အောက်ဆင်းပြီးအနီရောင်ခလုတ်ကိုထပ်နှိပ်ပါတင့်အချက်လက်ကိုထပ်စစ်ပြီးအနီရောင်ခလုတ်ကိုနှိပ်ပါ အခုသင် Rakuten Credit Card ရှောက်လွားပြီးစီးပါပြီ Rakuten ကအတီးပြူ email ပေးမယ်သင် email ဖွင့်ပြီးဒီလို message ချမြင်ရမယ်သင်လျှောက်လွားအခြေအနေစစ်ချင်ဒီ line ကိုနှိပ်ပါဖုန်းနောက်သင်ငွေတက်ကရစ်နဲ့ဖုန်းနံပါတ်နောက်ဆုံးလေးလုံးထည့်ပြီးစစ်ပါဒီချက်လက်ကကတ်ထုတ်ပေးမှုအခြေအနေပါ နောက်ဆုံးဒီနေ့တင်လျှောက်ထားတဲ့အချက်လက်ကိုမှတ်ထားပါ Rakuten ကအတီးပြူဖို့ဖုံးဆက်နိုင်ပါတယ် တင့်အဖြေမကိုက်ရင်ရှောက်လွာပယ်ချနိုင်ပါတယ်။ OK ဒါက Rapid Credit Card ရှောက်နေအပြည့်အစုံလမ်းညွန်ပါ။နောက်ဗီဒီယိုမှာပြန်တွေ့မယ်။